ပရိသတ်များအားလုံးဝမင်္ဂလာပါကျမတော့အဆူတော်ဝိုင်းလေးဖြစ်ပါတယ်အာဝိုင်းလေးကရေလိုပွဲတွေလည်းအများကြီးမဆိုးအောင်ဆိုတော့ပရိသတ်တွေကလည်းသတိရနိုင်မယ်လို့ထင်ပါတယ်အာကိုဗစ်တွေကအလန်းဝေးလာလိုက်တာအရင်ချိန်တွေကလည်းအများကြီးသတိရပါတယ်အာဝိုင်းလေးကိုအခုချိန်ထိတချင်းတွေကိုအမြဲတမ်းအားပေးနှဆင်နေကြတဲ့ပရိသတ်တအူးချင်းစုလည်းကျေးဇူးအများကြီးတင်ပါတယ် ဝိုင်းလီယာအသက်၈နှစ်ထဲကဒီဇူကိုက်အတီးပြိုင်ပွဲမှာဆန်နီယာအတီးကိုစပြီးတော့မှပြိုင်ခဲ့တာပေါ့နော်ဘဟုအဆင့်မှာဆန်နီယာအတီးကိုရှူတစိမ့်နှစ်ခုငွေတစိမ့်နှစ်ခုရရှိထားပါတယ်ငငယ်တော့အကြောင်းတော့ကတော့ဆန်နီယာအတီးပြိုင်တာပေါ့နော်ဒါပေမဲ့အဲ၁၀တန်းဖြစ်ပြီးတဲ့အချိန်မှာအိမ်မက်ဆုံရတချင်းစုပြိုင်ပွဲပေါ်လာတယ်အဲ့ဒါတော့2013ခုနှစ်မှာပေါ့နော်အဲလူကြီးတွေအိမ်ရအမေတွေအဖေတွေအမတွေကအားပေးမှုနဲ့ဝါလီကဒီအိမ်မက်ဆုံရပြိုင်ပွဲတော့ပြိုင်နေအာအဲ့မှာတော့တတိယဆုရရှိခဲ့ပါတယ် အိမ်မက်ဆုံရပြိုင်ပွဲကိုတော့ပြန်ဖြစ်တာတော့ season ရှေ့မှာ1 2ပြီးတော့3ရကြတော့အဲ jewel the group အဖွဲ့တွေပြန်ရတာဖြစ်နေတော့ဝိုင်းလေးကကြတော့ season 4ကြတော့အဖေနဲ့အမေတို့နော်အမတို့ကနေအားပေးရပေါ့နော်အားပေးတာဖြစ်တဲ့အတွက် season 4မှာအဆိုလိုအနေနဲ့ဝင်ပြီးတော့မှပြိုင်ခဲ့တယ်အဲ့ဒီမှာပြိုင်ပွဲဝင်အရောက်အာ100ကျော်200ကျော်လောက်တော့ရှိမှထင်တယ်အဲ့ရနေဝိုင်းလေးတို့အရောက်60အာနောက်ပြီးတော့အရောက်30 20ပေါ့အဲ့လိုမျိုးလေးရွေးရင်းနဲ့နောက်ဆုံး ဆယ်ယောက်တည်းပါဖို့ပေါ့နော်ဒီ blind audition လုပ်တယ်ပေါ့အဲ့ blind audition မှာအဝိုင်းလေးကပထမအဦးဆုံးပြန်ရမယ်ပြန်ပွဲအဝင်အနေနဲ့မဲပေါက်ခဲ့တယ်ပေါ့နော်ဆိုတော့အပထမအဦးဆုံးပြန်ရတယ်အဲ့မှာမှဒိုင်လူကြီး၃ယောက်လှည့်ခဲ့တယ်ပေါ့နော်အဲ့ဒီအချိန်ကတော့တကယ်ကိုအမတ်တရားဖြစ်ခဲ့တယ်ဘာလို့လဲဆိုတော့ဒီ၁၀ယောက်ထဲဝင်မှုဆိုတာတကယ်ကိုအတော်တွေတဲကမှအဲရွေးရတာဖြစ်တဲ့အတွက်ကံကောင်းတဲ့သူကတော့ရတာပေါ့နော်အဲအဓိကတချီရွေးမှန်ရမယ့်သူတို့အဲ့လိုမျိုးလေးတွေကနေတစ်စင်ဝင်လေးက ရွေးခန့်ခဲ့ရတယ်ပေါ့အဲ့ဒီ top 10ဝင်တဲ့အချိန်ကတော့အမှတ်တရဖြစ်ဆုံးပါပဲ음တကယ်တော့အိမ်မက်ဆုံရပြိုင်ပြီးမှပဲ miss ပြိုင်တာပေါ့နော်ဒီအိမ်မက်ဆုံရပြိုင်ပြီးတော့ဝိုင်လေးတို့လူနည်းနည်းတတိထားမိလာတဲ့အချိန်ကျတော့ပွဲလေးတွေဆိုရတယ်ပွဲလေးဆိုရင်လည်းအခွေထုတ်မယ်ဆိုပြီးတော့မှတငယ်ချင်း၃ယောက်ပေါ့ဟန်ဒူးဆိုင်ရဲ့နဲ့ချစ်နေဒီဇော်ရဲ့ဝိုင်လေးရဲ့၃ယောက်တီတီငတ်တို့တန်တားကြီးဆိုတဲ့အခွေလေးပေါ့ အခုလက်ရှိပြည်သက်တွေပြန်ပြီးတော့နားထောင်နေတဲ့ထားခဲ့မှာလားဆိုတော့အဲ့အခွေထဲမှာပါတာပေါ့နော်အဲ့ဒီ၃ယောက်ပေါင်းထားတဲ့ group album လေးထုတ်တယ်အဲ့အဲ့ဒါပြီးတဲ့အချိန်ကျတော့မှဒီ Miss မြန်မာဝလူရွေးပွဲပေါ့အာလုံမဲ့ Miss World ပြိုင်ပွဲရှိတယ်ပေါ့ပထမဦးဆုံးဒါပြန်ပြီးတော့မှမြန်မာနိုင်ငံမှာပြန်ကျင်းပမယ်ပေါ့ဆိုတော့တကယ် final ပြိုင်ပွဲရလဲဒီအင်္ဂလန်မှာတော့ပြိုင်ရမှာပေါ့နော်ဆိုတော့ဒီအရန်လဲအတွေ့အကြုံလဲလိုချင်တယ်ပြီးတော့ဒီ Miss World ပြိုင်ပွဲရဆိုလို့ရှိရင်လဲ talent ပြိုင်ပွဲရလဲပါတယ်ပေါ့ အဲ့ဒီမှာဝမ်လေးကလည်းအာကိုရက်ရက်ရက်မောင်းရယ်နောက်ပြီးတော့ကိုရဲ့ talent ကိုလည်းကိုယုံကြည်မှုရှိရယ်ဆိုတော့အဲအိမ်နဲ့အမေနဲ့ပေါ့နော်တာမီနှစ်ယောက်တိုင်ပင်ပြီးတော့အဲစူးစမ်းကြည့်ရအောင်စူရရမရရပေါ့ဒီထဲမှာပါမယ်ကမ်ထဲမှာသွားရမယ်ခီးစင်တွေကဒီစင်ကာပူတို့နောက်ပြီးတော့ဒီဖူကတ်တို့ထိုင်းလန်အများကြီးပါတယ်ပေါ့နော်ဆိုတော့ဒီ activity တွေကိုဒီလိုမျိုး team work တွေနဲ့လုပ်ချင်တယ်တွေ့ကြုံလို့ချင်တယ်ဆိုပြီးတော့ဝိုင်းရဲ့ဒီ miss မြန်မာဘောပြိုင်ပွဲကို join ခဲ့တယ်အဓိကစူရဖို့မရဖို့ထက်ဒီပြိုင်ပွဲတောက်လျှောက်မှာကိုက enjoy လုပ်ခဲ့တာပေါ့ ဒါပေမဲ့ grand final မှာတော့မမျောလိမဲနဲ့ဝင်နာစုကိုရရှိခဲ့ပြီးတော့အင်္ဂလန်မှာသွားပြီးတော့မှမြန်မာကိုစားပြုအနေနဲ့ပြိုင်ခဲ့ရပါတယ်။အဲ့ဒါတော့ um ဒီအိမ်မက်ဆွေရပြောင်းပွဲပြီးတော့နောက်ထပ်ဝိုင်လေးရဲ့ achievement တစ်ခုလို့လည်းပြောလို့ရတယ်။အဲ့မှာပေါ့နော်ဝိုင်လေးအဲ့လန်ဒန်ကိုဆက်ဆကျင်းသွားတဲ့အခီးစဉ်ကတော့ပထမဦးဆုံးကလေးကအမှတ်တရကြီးစခဲ့တာပေါ့။ဘာလို့လဲဆိုတော့ကိုကအိမ်မှာအငယ်ဆုံးလေးဖြစ်တယ်ပြီးတော့အမျိုးသားတွေသွားရင်လည်းအိမ်ကအဖေမေးရပဲတောက်လျှောက်လိုက်ပို့ပေးတာပေါ့နော်။ အဲ့မှာမှာယူရိုခီးစဉ်ကိုပထမအဦးဆုံးဒီလေယံပေါ်ကိုတက်ရတဲ့အချိန်မှာတော့လူဟာတုံတုံရင်ရင်နဲ့ပေါ့နော်ကိုစားပြုလို့ပြောပေမဲ့လည်းကို့နောက်မှာဟိုကို့မြန်မာနိုင်ငံဆိုတော့ဒီဂုံပုတ်ရှိနေရဖြစ်တဲ့အတွက်တခုခုဆိုရင်ငိုတာတောင်မှပဲဟိုမရင်ကျက်တဲ့ကလေးတယောက်လိုဖြစ်မှာစူးတာဖြစ်တဲ့အတွက်လူကြားထဲမှာဟိုမျက်နာဟိုအားတင်းပြီးတော့နေခဲ့ရတာပေါ့အဲ့တော့လေယံပေါ်ကိုစပြီးခြေလမ်းတက်ကလေးကရင်ရင်တုံမှုတွေကိုဖြပြောက်ဖြောက်ခဲ့ရတာပေါ့နော်အဲ့မှာသူ Miss Thailand ဝေါ်နဲ့အတူတူဝိုင်းလေးတို့လေယံတစည်းတဲ့ပေါ့ အဲဒီသွားခဲ့တယ်ဘန်ကောက်ကနေတဆင့်ဒီဟိုဟာလန်ဒန်ကိုပေါ့နော်သွားခဲ့တယ်အဲအဲ့ရနေမှတဆင့်လာဂျိုရဲ့ခီးစဉ်တောက်လျှောက်မှာရင်ခုန်စိတ်လို့ရစွာနဲ့အဲတယောက်တည်းသွားပြီးတော့မှအဲပြန်ခဲ့ရတာပေါ့နော်အဲဒီတခြားပြန်ပွဲဝင်နေလို့မျိုးဒီ supporting နေနောက်ပြီးတော့ဒီ camera team နေနောက် organization ကသူတွေအဲတယောက်မှမပါခဲ့ဘူးပေါ့မပါခဲ့တဲ့ခါကျတော့ဒီ family meeting လုပ်တယ်ပေါ့ပြန်ပွဲပြီးကနေလေးမှာအဲဒီနိုင်ငံအရေးအကမိသားစုတွေလာပြီးတင်တာ celebrate လုပ်ကြတဲ့အချိန်မှာအားလုံးကစပွဲဝိုင်းမှာကိုမိသားစုနဲ့ကိုထိုင်နေတဲ့အချိန်မှာဝိုင်းလေးကတော့တယောက်တည်းပဲအဲထိုင်ပြီးတော့မှဒီ dinner ကို enjoy လုပ်ခဲ့ရပေါ့နော်အဲ့အချိန်လေးမှာကိုမိသားစုကိုလည်းတတိယသလိုကိုနိုင်ငံကိုလွမ်းတဲ့စိတ်အဲပြီးတော့ဒီပြိုင်ပွဲရဲ့ pressure တွေအားလုံးပေါင်းပြီးတော့အဲ့ဒီညမှာတော့ stress လဲရသလိုအမတ်တရအဖြစ်ဆုံးအလွမ်းဆုံးအချိန်လို့လည်းပြောလို့ရတယ်ပေါ့နော်ကျန်တဲ့ပြိုင်ပွဲအမှတ်တရတော့တခြားတော့ပြိုင်ပွဲဒီကပြိုင်ပွဲဝင်နေလို့ပဲခန်းစားချက်တွေထပ်တူမှုလို့ highlight ကြီးတော့အရင်လုပ်ပြီးတော့မပြောတော့ပါဘူး ဲ့ဒီ miss ပြိုင်ပွဲပြီးတဲ့အချိန်မှာ2014ခုနှစ်ဆိုတော့ဝိုင်းလေက2014နှစ်ကုန်ပိုင်းမှာသူကဒီဇင်ဘာမှာသွားပြန်ရတာဆိုတော့2015ထဲမှာအာဝိုင်းလေကဒီတချင်း album လေးစပြီးတော့မှဒီ Forever BC Terror နဲ့လက်တွဲဖြစ်တာပေါ့နော်အဲ့ဒီမှာဝိုင်းလေရဲ့ selfie ပထမအုပ်ဆုံးတော့တကူတော့ album ကိုစပြီးတော့အာ audio စပြီးတော့ထုတ်ခဲ့တယ်2016မှာတော့ DVD album ထုတ်ခဲ့ရပေါ့နော်အဲ့တော့2015မှာဒီလက်ခံပြီးသားဆိုတဲ့တချင်းလေးကပထမအုပ်ဆုံးအာဝိုင်းလေရဲ့ ရေးဆိုတခြင်းလေးပေါ့အဲ့တခြင်းလေးကစပြီးပြိတက်တွေသတိထားမိပြီးတော့လက်ခံလာကြတယ်အဲ့အဲ့ရနေတဆင်အဆူတော့ဘောဟာကိုစစတင်ခဲ့တာပေါ့2015ခုနှစ်ပေါ့အဲ့2015ဒီတကူတော့အဘန်ပြီးတဲ့အချိန်မှာဝမ်လေးကဂျားထဲမှာဒီ single song လေးတွေထုတ်တယ်ပေါ့နော်ဒီတာဝန်ရတော့နောက်ပြီးတော့အာလမ်းခွဲတာကောင်းမယ်လို့အဲ့လိုတချင်းလေးတွေ taste မတူတဲ့တချင်းလေးတွေထုတ်တယ် တာဝန်ရဆိုလို့ရှိရင်တော့ကိုဝေကြီးရေးပေးတာပေါ့နော်လမ်းခွဲရကောင်းမယ်ဆိုရင်ဝိုင်းလီရေးထားတယ် rap ကတော့မူးထပ်ပေါ့နော်အဲ့ရနေဝိုင်းလီကကိုယ်တိုင်ရေးဖို့အတွက်ခွန်အားတွေရရှိလာခဲ့တယ်။ဘာလို့ဆိုတော့ဒီလက်ခံမိသားတချင်းလေးဒီရေးဆိုတာနေစပြီးတော့မှပြိတ္တတွေလက်ခံလာတော့ငါကိုယ်တိုင်တချင်းရေးရင်ပြိတ္တတွေကနေရင်ဘက်နီးမယ်လို့ခံစားရပြီးတော့နောက်ပိုင်းတချင်းလေးတွေမှာကိုယ်တိုင်ရေးဖို့အတွက်အားခဲခဲ့တာပေါ့နော်အဲ့ရနေတစားတစားနဲ့အာကြိုးစားလာတာဝိုင်းလီဒီ2019ကြတော့ဒီကိုရီးယားမှာဒီ ASEAN Fantasia ဆိုတော့ ယဉ်ကျေးမှုဖလှယ်ပွဲပေါ့အဲ့ဒီပွဲမှာဆိုရင် PSY တို့အာနောက်ပြီးလို့ရှိရင် Sandra Park တို့သူတို့တွေကအာပါဝင်ဖြောပြခဲ့တယ်ပေါ့နော်သူတို့နဲ့အတူတူဝိုင်လီကဒီမြန်မာကိုစားပြု artist အနေနဲ့ဘူဆန်မြို့မှာတောရောက်ဖြောပြခဲ့တယ်အဲ့ဒီပြိုင်ပွဲပြီးတဲ့အခါကျတော့နောက်အမှတ်တရတခုဆိုရင်အဲ့ရကိုရီးယား music producer တွေနဲ့တီးွားတဲ့အခါမှာဝိုင်လီကဒီလက်ခံမိသားဆိုတဲ့တခြင်းလေးကိုကိုရီးယားဘာသာစကားနဲ့ထုတ်ချင်တယ်ဆိုပြီးတော့ဝိုင်လီစိုးမှာပေါ့နော်အာ သွားသွားပြီးတော့မှအတန်သွင်းခဲ့တယ်ပေါ့အတန်သွင်းပြီးတော့အဲတချင်းတွေပါဒီကိုရီးယားမှာပဲရိုက်ပြီးတော့ကိုရီးယားလိုဖြန့်ချီခဲ့တယ်ပေါ့နော်အားလေးကတော့အမှတ်တရပါပဲအာဝိုင်းလေးဒီ2019ဒီကိုရီးယားမှာဖြောပြပြီးတော့ဒီလက်ခံမိသားတချင်းကိုကိုရီးယားလိုပေါ့နော်ဂီတာလင်းဘူတာဆိုပြီးတော့မှ तू ကတော့လက်ခံမိသားရဲ့အထိပ္ပယ်စာသားမဟုတ်ဘူးပေါ့ तू ကတော့စောင့်နေရတာထက်ဆိုတော့အဲဒီပို့တဲ့ချက်ချင်းတရားမျိုးပေါ့နော် तू မစောင့်နိုင်တော့ဒီအချစ်ကိုပေါ့နော် तू အရန်ဟို တန်တမိတယ်ဆိုတဲ့ပုံစံလေးနဲ့ဒီတချင်းလေးကိုရေးဖွဲ့ထားတာပေါ့အဲ့ဒီတချင်းလေးထုတ်ပြီးတဲ့အချိန်မှာဝါလီကစဉ်းစားတာပေါ့နော်ကိုယ့်ရဲ့ milestone တစ်ခုအနေနဲ့အာတကူတော့ solo concert လေးလုပ်ချင်တယ်အဲ့ခါကျတော့ဝါလီအာကိုယ့်ရဲ့ဒီမိတ်ဆွေတွေနဲ့လည်းတိုင်ပင်ပြီးတော့ပေါ့2020 2020 February 12မှာဒီ inspiration ဆိုတဲ့ title လေးနဲ့ပေါ့ solo concert ကိုဝါလီ time city ရဲ့ outdoor area မှာကျင်းပခဲ့တယ်အဲ့ဒီအချိန်တော့ အာပြောရမယ်ဆိုရင်ကိုယ့်ရဲ့အတိုင်းအတာနဲ့ကို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 တော့ကျင်းနေမှုရှိရပေါ့နော်အဲ့ချိန်မှာ risk အရင်များတာတစ်ခုကကြတော့ဝန်လေးတို့ဒီ covid စပြီးတော့ဖြစ်တဲ့အချိန်လေဒီ December November လောက်မှာဝန်လေးတို့စပြီးတော့မှသတိထားမိပြီးတော့ February လကုန်မှာဒီပွဲမိတ်နေအားလုံးပိတ်ရမယ်ပေါ့နော်ပိတ်ရမယ်ပွဲချင်းပါခွင့်ပိတ်ရမယ်လူစုလူဝေးရှောင်ရမယ်ဆိုတော့အချိန်ကတိလေးမှာမတိုင်ငယ်မှာလှုပ်ဖြစ်သွားတာပေါ့ဆိုတော့ဒီ solo concert ပွဲကို February 12မှာလှုပ်ရမလားရွှေ့ရမလားဆိုတော့တော့ကနေနဲ့ အားလုံးလည်းစီစဉ်ပြီးပြီအဲဆိုရတော့ကရီနဲ့မဖြစ်ဖြစ်အောင်ပေါ့နော်ဝိုင်လေးရဲ့အဖေရဲ့အားပေးမှုနဲ့ဒီပွဲကြီးကိုအအောင်မြင်မြင်နဲ့ကျင်းပခဲ့တယ်အခုလိုအချိန်မျိုးမှာပြန်ပြီးတော့ကျင်းပနိုင်မှုဆိုတော့မလွယ်တော့ဘူးပေါ့နော်အဲ့တော့2020ခုနှစ်မှာတော့ဒီအမှတ်တရအနေနဲ့တကူတော့ပွဲကိုကျင်းပနိုင်ခဲ့တာတော့အရန်အမ်ဘဝအတွက်အမှတ်တိုင်တစ်ခုလို့ခံစားရတယ်အဲတိယောက်ဆောင်နေနေဆိုလို့ရှင်တော့ဝါလီကဒီအိမ်မက်ကာယန်ဆိုတဲ့ရုပ်ရှင်ဇာတ်ကားပေါ့ musical ကားမှာ အာ character တစ်ခုအနေနဲ့ခက်ပွင့်ဆိုတဲ့ character တစ်ခုအနေနဲ့ဝင်ပြုတ်ဆောင်ခဲ့တာပေါ့နော်ဒီကားကိုရွေးချယ်လက်ခံဖြစ်တာကလည်းအာတချင်းကားဖြစ်နေရပေါ့နော်တချင်းနေဆိုရမယ်ဆိုပြီးတော့တေးဥဆောင်ရမယ်ဇကားဖြစ်နေတယ်နောက်ပြီးတော့ဒီပါဝင်မဲ့တေးဥဆောင်နေရလဲကိုယ့်ရဲ့ဂီတရဝန်းကနုပညာရှင်နေအစိုးရတွေတော်တော်များများပါဝင်မယ်ဆိုတော့ဒီကားကိုစိတ်ဝင်စားပြီးတော့လေလက်ခံဖြစ်တယ်ဒါပေမဲ့ဒီကားရဲ့ကူဖို့ပြောထားတာတော့ဝမ်လေးတို့ pre production အနေနဲ့ဆို2019တဲကအာမနီနီခင်စောနဲ့အတူတူ အာဒီကားအကြောင်းကိုပြောပြီးတော့မှပါဝင်မှုလက်ခံဖြစ်ခဲ့တာပေါ့နော်အဲ့တော့2020မှာဝန်လေးဒီတကူတော်ပွဲအတွက်လုံပန်းနေရင်းနဲ့ပဲဝန်လေးတို့အာ preparation နေအများကြီးလုပ်ရတယ်အာပြီးတော့အာအများကြီးရိုက်ပြင်ဆင်ရိုက်ကူးနေခဲ့တယ်ပေါ့2020ဒီနောက်ပိုင်းမှာဒါပေမဲ့ဒီ covid ကာလဖြစ်သွားတာဖြစ်တဲ့တဲ့ဝန်လေးတို့ဒီရိုက်ကူးမှုတွေအားလုံးရန်နာလိုက်ရတယ်ရန်နာပြီးတော့ဝန်လေးတို့ဒီ2025 2024ပေါ့2023 2023လောက်မှာတင်တယ်ဝန်လေးတို့ပြန်ပြီးတော့အာရိုက်ကူးတယ်ပေါ့ရိုက်ကူးပြီးတော့မှ အဲဒီကားကိုပြတ်သားခွင့်ရခဲ့တာဆိုတော့တိရစ္ဆာန်ဝင်ခဲ့ရတာလည်းအမှတ်တရပါပဲဒီစီစဉ်လေးကိုကြည့်ရှုနေကြတဲ့သူတွေအတွက်ဝိုင်းလေးကဝိုင်းလေး diary ဆိုပြီးတော့မှနာမည်လေးပေးထားပါတယ်ဒီဝိုင်းလေး diary မှာတော့ဝိုင်းလေးရေးခဲ့တဲ့တခြင်းတွေဝိုင်းလေးဆိုခဲ့တဲ့တခြင်းတွေဝိုင်းလေးနဲ့ပြည့်သက်တည်းရဲ့အမှတ်တရတွေကိုပြန်လည်ပြီးတော့မှဖော်ထုတ်ပြောပြသွားမှာဖြစ်လို့နောက်ထပ်အပိုင်းတွေမှာလည်းဆက်လက်စောင့်ကြည့်အားပေးဖို့အတွက်အားလုံးကိုဖိတ်ခေါ်ပါတယ်ဝိုင်းလေးရဲ့ channel လေးကိုလည်း like and subscribe လုပ်ထားပေးပါဦးနော်အလုံးမဲ့နောက်အစီအစဉ်လေးတွေမှာပြန်တွေ့ကြမယ်တတား